ောင်ကိုဝါလူရီရဲ့ကိုရောင်ကိုဝါကိုပိုင်းအလင်းရောင်လေးတွေအကြောင်းကိုဖတ်ရတာစိတ်ဝင်စားစရာတော့ကောင်းနေကိုရောင်ကိုဝါကိုအင်္ဂလိပ်လိုဆိုရင်တော့ aura လို့ခေါ်ပါတယ်စိတ်မလုံးကြုံတဲ့သူ တကူကောင်းဆန်တဲ့သူဆိုရင်အညိုရောင် ရှိတယ်တယ်မျောသွင်းချက်မပါပဲပီးကန်းတတ်တဲ့သူဆိုရင်ပန်းရောင်ကလေးလေးနဲ့ တီထွင်စမ်းသစ်တတ်တဲ့ creative ဖြစ်တဲ့သူကြတော့လိမ္မော်ရောင်ကလေးလင်းနေစိတ်ငြိမ်သက်အေးချမ်းတဲ့သူဆိုရင်အစိမ်းရောင်ကလေးလင်းနေတယ်ဒေါသများတဲ့သူဆိုရင်တော့အမေရောင်မှောင်ပိတ်ပိတ်ကြီးဖြစ်နေတယ်စသည်ဖြင့်အယောင်တွေနဲ့လူတွေရဲ့စိတ်ကိုမျိုးစုံ ခွဲခြားပြတဲ့အင်္ဂလိပ်ဘာသာနဲ့စောင်းမတစ်ပုဒ်ကိုဖတ်လိုက်ရတယ်အယောင်တယောင်နဲ့ကိုပဲ positive energy နဲ့ negative energy ဆိုပြီးထပ်ခွဲထားတာလေးရှိသေးတယ်။ဒီလို ကိုယ်ဘေးမှာဝင်းရံနေတဲ့စွမ်းအင်အယောင်တွေကိုဓာတ်ပုံရိုက်ပြီး ကြည့်လို့ရတဲ့ဓာတ်ပုံပညာရောင်ရှိနေပါတယ်တဲ့။ Carlian photography လို့ခေါ်တယ်။စိတ်ဝင်စားရင်တော့ရှာဖတ်ကြည့်လို့ရပါတယ်။ကျမကတော့သိနာမလဲပါဘူး။ တချို့စွမ်းအင်ပညာရှင်တွေကလည်းဒီအယောင်တွေကိုမြင်အောင်ကြည့်လို့ရတယ်လို့ဆိုပါတယ်။ထူးခြားမြင့်မြတ်တဲ့ပုံကိုယ်တွေလောကီကျင့်စဉ်တွေလေးချင်နေတဲ့ပုံကိုယ်တွေအတွက်တော့ဖြစ်နိုင်ပါတယ်။ကုလူလူမျိုးကတော့ဘာမှမမြင်ရပါဘူး။ဒါပေမဲ့လူတွေမှာ ကိုယောင်ကိုဝါတွေရှိတယ်ဆိုတာကိုတော့ယုံကြည်တယ်။မြတ်စွာဘုရားဟာ ပထန်းချမ်းကြီးကိုစင်ကျင်တဲ့အခါမှာရောင်ကြီးတော်၆တွဲကိုမြူးလာတာတယ်။ကိလေသာတွေအလွန်စင်ကြယ်သွားတဲ့အတွက်အယိုးတော်အရေတော်အသားတော်စတဲ့ကိုခန္ဓာအစိတ်အပိုင်းအသီးသီးကအနီရောင် အဖြူရောင်ရွှေရောင်အညိုရောင်စသည်ဖြင့်အယောင်တွေအမျိုးမျိုးထွက်လာတာတယ်။ဒါကိုရောင်ကြီးတော်ကိုမြူးတယ်လို့ပြောကြတာဖြစ်ပါတယ်။ နတ်ပြမာတွေဟာလေကိုရောင်ကိုဝါတွေရှိကြတယ်။အနောက်တိုင်းအယူအဆမှာရှိတယ်။ Arch Angel တွေဆိုရင်လေဘသူကဘာရောင်ဆိုတာမျိုးသတ်မှတ်ထားတာတွေကျမအများကြီးဖတ်ခဲ့ပူပါတယ်။ဒီလိုအယောင်တွေကို မျက်စိနဲ့မြင်ရတဲ့မြင်နိုင်တဲ့စွမ်းအင်မျိုး မရှိပေမဲ့စိတ်နဲ့ခံစားမိတာတော့ရှိတယ်။အဲ့ဒါကတော့အလင်းနဲ့အမှောင်ပါပဲ။ light aura နဲ့ dark aura လို့ပဲဆိုကြပါတော့ဒီလိုခံစားချက်ကလူတော်တော်များများမှလည်းရှိကြမယ်လို့ထင်ပါတယ်အသားမဲတာ ဖြူတာစင်းရဲတာ ချမ်းသာတာစိမ်တွေ ရွှေတွေဝတ်ထားတာမဝတ်ထားတာနဲ့မဆိုင်မယ်လူတွေမှာကိုယ်ပိုင်အလင်းရောင် ကိုယ်ရောင်ကိုယ်ဝါးတွေရှိနေတတ်ကြပါတယ် positive energy များတဲ့သူဆိုလင်းနေ negative energy များတဲ့သူဆိုမှောင်နေလို့ပဲအယိုးရှင်းဆုံးသတ်မှတ်နိုင်ပါတယ်။ကိုယ့်ရဲ့အယောင်ကဘာအယောင်ဖြစ်နေသလဲဆိုတာကိုလည်းစမ်းစစ်နိုင်ပါတယ်။ကိုဘလူနေရလဲဘလူဘဝမျိုးကိုရထားလဲကိုရဲ့စိတ်ဓာတ်အဆင့်အတန်းကဘလောက်ရှိသလဲတနေ့တနေ့ကိုကြောင့်ဘသူတွေစိတ်ချမ်းသာခဲ့ရသလဲဘသူတွေကိုစိတ်ဒုက္ခရောက်အောင်လုံမိသလဲ ်ဒီနေ့ကုံသွားတိုင်းဒီလောက်တွေးမိတယ်ဆိုရင်ကိုယ့်ရဲ့အယောင်ကလေးကလည်းအလင်းပတ်ညားနေမှာပဲလို့ခံစားမိတယ်။တာမန်လူတွေဟာဒီနေ့မှစိတ်ခံစားမှုတွေကိုလိုက်ပြီးမှောင်လိုက်လင်းလိုက်အမျိုးစုံပြောင်းပြီးဖြစ်နေတတ်ကြပါတယ်။ကြောက်သွားတယ်ဆိုရင်မှောင်ကနေဖြစ်သွားတယ်။ပျော်ရွှင်ချမ်းမြေသွားပြီဆိုရင်လေလင်းကနေဖြစ်သွားပြန်နေ တနေ့တနေ့မနာလိုနေတာလောဘဖြစ်နေတာဒေါသဖြစ်နေတာဆိုရင်ခဏခဏမှောင်သွားတယ်လို့ပြောနိုင်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ဘဝထဲမှာရှိတဲ့တနေ့တာမှာလုံဖြစ်တဲ့ကောင်းတဲ့အရာတွေကို ကောင်းတဲ့စွမ်းအင်တွေကို အမြဲတမ်းအာယုံဆိုင်ဖိအထန်ရှင် လုပ်နေဖို့လိုပါတယ်။အလင်းနဲ့ပတ်သက်ပြီးကျမအမြဲတမ်းရေးဘူးခဲ့တယ်လို့အလင်းရောင်ရှိမှာပဲ။ သွားရမယ်လမ်းကိုလည်းတွေ့ပဲအလင်းပြောက်သွားရင်လမ်းပြောက်သွားမှာပဲဒါဟာအရန်ကြောက်စရာကောင်းပါတယ်လောကကြီးမှာမှောင်နေတဲ့သူတွေက များပါတယ်မှောင်နာတွေအရန်များလွန်းတော့လေမိုက်သွားတယ်မှောင်နေတော့လေလမ်းကို မတွေ့ရတော့ဘူးလောကမှာပန်ဝန်းကျင်မှာ အလင်းတွေများလာလေလေ ကောင်းလေပါပဲဘလို့ပဲဖြစ်ဖြစ်မှောင်နေတဲ့သူတွေကြောင့်မကိုက အလင်းတသေးလေးတပွင့်ဖြစ်နေမယ်ဆိုရင်လဲအားတော့ရှိတာပဲကို့အလင်းရောင်လေးရှိတော့ကို့ကိုကိုလည်းပြန်ရှာတွေ့နိုင်နေ know yourself ကို့အကြောင်းကိုသိဖို့ကို့ကိုကိုသိဖို့ဆိုတာအရေးအကြီးဆုံးပါပဲစိန်ရွှေကြောက်မြေရေဒနာတွေရဲ့အရေးအသွေးကို သူတို့ရဲ့အယောင်ကပဲပြောပါတယ်လူတွေရဲ့ဂုံအဆင့်တန်းကိုလည်းသူတို့ရဲ့ကိုယောင်ကိုဝါနဲ့ဆုံးဖြတ်လေးရှိကြပါတယ်ကိုယ့်ရဲ့အလင်းရောင်ထဲမှာကိုယ့်ရဲ့တန်မိုးတွေရှိပါတယ်ကျမတို့အကုန်လုံးပညာအလင်းဉာဏ်အလင်း ကံအလင်းတွေနဲ့အတောက်ပါဆုံးလင်းနိုင်ကြပါစေ။